ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တီအောင်လည်းမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားကြတဲ့နေကိုကြည့်ရမယ်ဆိုရင်တော့ Napoli အသင်းကတော့ Victor Osimhen လိုရာတီမှာလမ်းခွဲပို့တေချာတဲ့အတွက် ဒီနေရာမှာအစားထိုးမဲ့တိုက်စစ်မှုတယောက်ကိုရှာဖွေနေပါတယ်သူတို့အဓိကပြစ်မှတ်ထားတာက Sporting Lisbon ရဲ့ Victor Jokeres ဖြစ်ပြီးတော့ပေါင်68တန်လောက်နဲ့ Osimania အစားထိုးဖို့ပြစ်မှတ်ထားလေးရှိကြောင်းဆိုထားတယ် Antonio Conte က De Bruyne ကိုခေါ်ယူဖို့ပြီးသွားတဲ့အချိန်မှာသူတို့အနေနဲ့ Alejandro Garnacho ပဲဖြစ်ဖြစ်တစ်ဖက်က Quaylan ပဲဖြစ်ဖြစ် Man United ကစားမနှစ်ယောက်ကိုစိတ်ဝင်စားလေးရှိတယ်ကိုတီကစီကောမပိတ်ခင်မှာသူတို့အတွက်တိုက်စစ်ပိုင်းကိုလည်း target ထားပြီးတော့ နာပိုလီနေနဲ့လက်ရှိမှာလီယရဲ့ကနေဒါတိုက်စစ်မှုဂျိုနသန်ဒေးဗစ်ကိုပါအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ဖို့ကြိုးပမ်းနေပါတယ်။ဂျမားကတော့ဟိုတနေ့တုန်းကချန်ပီယံလိပြိုင်ပွဲမှာသူ့အတွက်အခက်အခဲဆုံးနဲ့ဒီနေ့ချန်ပီယံလိရဲ့အကောင်းဆုံးနောက်ခံကစားမကိုရွေးချယ်ခဲ့တဲ့ချိန်မှာအိုက်ကွေဒိုရဲ့နောက်ခံကစားမဝီလီယမ်ပါချိုကိုရွေးချယ်ခဲ့တယ်။ဒါ PSG အသင်းကသူ့ကိုပြီးခဲ့တဲ့နေရာတီကမှာ တန်း40နဲ့ခေါ်ယူခဲ့တာဖြစ်ပြီးတော့လက်ရှိအကောင်းဆုံးနောက်ခံလူတစ်ယောက်ဖြစ်ကြောင်းလူးစ်အင်နီကေကလည်းချီးကျူးခဲ့ပါတယ်။လေဗန်ဒေါစကီကတိုက်စစ်မှုတွေခေါ်ဖို့ဘာဆိုနာစူးစမ်းနေတီတိုင်အောင်သူဟာ2026ထိဆက်ရှိမှာဖြစ်လို့သူ့ရဲ့ condition ဟာအကောင်းဆုံး position မှာရှိတဲ့အတွက်အသိမှတီချာပေါက်ဆက်ရှိမယ်လို့ဆိုပါတယ်။ one inch pad ဆိုတာတော့ကမ္ဘာနိုင်ငံပေါင်း60မှာထင်ရှားကြော်ကြားတဲ့နာမည်ကျော်ဘက်တင်ကုမ္ပဏီတစ်ခုဖြစ်ပါတယ် FC Barcelona အသင်းရဲ့ global partner ဖြစ်ပြီးတော့ဒါထိတ်တန်းထိတ်တန်းသော league ပြိုင်ပွဲတွေကိုလည်းအဓိက sponsor ပေးထားတဲ့ နမေချိုဘတ်တင်ကိုမီခုပါတစ်ဖက်မှာလဲ Wide Spot နဲ့အတူ UK Match Day ကလည်းလက်တွဲနေသလိုယုံကြည်စိတ်ချရတဲ့ဘတ်တင်ကုမ္ပဏီမှာ UK Match Day ပြိုင်တက်တင်နေနဲ့ UKM ဆိုတဲ့ကုတ်ကိုသုံးပြီးတော့တရားရကနုံးအပူဘောနပ်စီကိုရယူနိုင်ပါတယ် Cyprus ခြေဆိုင်ကုမ္ပဏီဖြစ်တဲ့ Wide Spot နဲ့ UK Match Day တို့နောက်ပိုင်းမှာလဲအစီအစဉ်ကောင်းတွေကိုထပ်မံတင်ဆက်ပေးဖို့ရှိတာကြောင့် UK Match Day ပြိုင်တက်တင်နေနဲ့ Wide Spot နဲ့အတူယုံကြည်စိတ်ချစွာလက်တွဲနိုင်ပါတယ် နာရဲ့အားစားဒရိုက်တာတက်ကူကတော့အနာဂတ်မှာလီမတော့စကီနီယာအစားထိုးမဲ့သူတွေကိုရှာဖွေနေသလိုတစ်ဖက်မှာလည်းတောင်ပန်ပိုရှင်အတွက်လူးဝစ်ဒီအက်စ်ပဲဖြစ်ဖြစ်မာကတ်ဝက်ရှိုးပဲဖြစ်ဖြစ်ခေါ်ယူသွားဖို့ရှိကြောင်းဆိုပါတယ်အထူးသဖြင့်လူးဝစ်ဒီအက်စ်က လီဗာပူးကယူရိုတန်း90နဲ့ရောင်းချဖွယ်ရှိပြီးရက်ရှ်ဖို့ကိုလည်း United ရှိကလိုချင်တာဖြစ်တယ်ဒါကက်တလန်ရေဒီယို report ရဲ့ဖော်ပြချက်ရဘာဆိုနာအသင်းကလူးစ်ရက်ကိုဦးစားပေးဖြစ်ခေါ်ယူပြီးမှတကယ်လို့အဆင်မပြေမှာပဲရက်ရှ်ဖို့ကိုကြိုးပမ်းဖွယ်ရှိကြောင်းဖော်ပြထားပါတယ်ဒါယွမ်ကာစီယာကအစပန်ယိုကနေတီချာပေါက်ထွက်မှာဖြစ်ပြီးတော့ဘာဆိုနာကိုပြောင်းမှာဖြစ်ပေမဲ့ဒီအပြောင်းအရွှေ့အတွက်လာမယ့်တစ်ပတ်လောက်ထိစောင့်ရဖွယ်ရှိကြောင်း မာကာကဖော်ပြထားပါတယ်အန်တိုနီယိုရီကာကရီယယ်မက်ဒရစ်သူကိုထွက်ခွာခြင်းထွက်ခွာလို့ရတယ်လို့အော်ဖာပေးထားတဲ့တိုင်အောင်ဂျာဗီရိုဆိုအသင်းမှာပဲဆက်နေဖို့ဆုံးဖြတ်ထားတယ် ရူဒီကာကိုမတွေ့ကသက်တမ်းထပ်တိုးဖို့သဘောတူထားပြီးနောက်အန်တိုနီရူဒီကာကရီယယ်မတွေ့အသင်းမှာပဲဆက်နေဖို့ဆန္ဒအပြည့်အဝရှိကြောင်းဆိုပါတယ်။ရိုဒရီဂိုကဥရောပနဲ့ပရီးမီယာလိဂ်ကလပ်တွေကိုပြောင်းမယ်လို့သတင်းတွေတောင်းလျှောက်တိုက်ခဲ့ပြီးမှကစားမကမတွေ့မှာဆက်နေဖို့ဆုံးဖြတ်ခဲ့ကြောင်း ES ကပေါ်ပြပါတယ်အလွန်ဆိုကလာမဲနူယာတီမှာ433 formation ကစားဖို့ရှိတဲ့အတွက်လက်ရှိမှာတော့ရူဒရီဂိုဟာအသင်းအတွက်အရေးပါသူတစ်ယောက်ဖြစ်နေဆဲဖြစ်ကြောင်းပေါ်ပြထားတာလည်းဖြစ်တယ် ရီယယ်မက်ဒရစ်အသင်းအနေနဲ့လာမယ့်ရာသီမှာတိုက်စစ်မှုတစ်ယောက်ခိုးယူမှာမှုကြောင့်အတည်ပြုထားပါတယ်။ခီလီယန်ဘပ်ပေရဲ့စွမ်းရည်ကြောင့်သူတို့ဘက်ကနောက်ထပ်တိုက်စစ်မှုအလိုမရှိဘဲအခြားပိုရှင်လေးကိုသာအားဖြည့်သွားဖို့ရှိပြီးစတူကက်ကစတဲလာကိုအပြီးတပ်ဖို့လုပ်နေတာလည်းဖြစ်တယ်။မန်ချက်စတာယူနိုက်တက်အသင်းကအာစနယ်ကခိုးယူခဲ့တဲ့ ချီတိုအိုဘီအပါဝဲအေဒန်ဟေဗာလိုလိုလူငယ်အကယ်ဒမီထွက်ကစားမလေးတွေကသူတို့အသင်းအတွက် attractive ဖြစ်လာနိုင်ပွဲရှိပြီးနောက်ထပ် academy ထွက်လူငယ်ကစားမလေးတွေကိုသူတို့ဘက်ကပြိုင်ဘက် premier league club တွေကနေခေါ်ယူနိုင်ဖို့ ကျူပါနေပြီးလူငယ်တွေကိုသူတို့ဘက်ကအခွင့်ရေးပေးတဲ့ပုံစံမျိုးနဲ့ကစားမတွေကိုဆွဲဆောင်ဖို့ကျူပါနေတာပါမန်ယူနိုက်တက်အနေနဲ့တိုက်စစ်မှုအ ਨੇ ဆုံး9ရောက်တော့ပြင်မှတ်ထားလေရှိတယ်ဘရိုင်ယန်အပူမူကယူနိုက်တက်ကိုပြောင်းချင်တယ်လို့ထုတ်ဖို့ပြောကြားလာတိတိုင်အောင်ယူနိုက်တက်ကဗစ်တာအော်စီမန်ဂျိုနသန်ဒေးဗစ်ကိုလိုမဝါနီ ဂျွန်ဖလစ်မထက်တာနဲ့ဂွန်ဂျာလိုရာမိုစ်တို့ကိုသူတို့ရဲ့ပြစ်မှတ်ထဲမှာထည့်သွင်းထားပါတယ်။ရူဘင်အမရိုနေနဲ့လက်ရှိအနေထားအရသူတို့အသင်းရဲ့အပြောင်းရွှေ့အသုံးစိတ်ကိုကစားမရောင်းချမှုကရမှာဖြစ်ကြောင်းအတည်ပြုထားပြီးဖြစ်တယ်။မန်ချက်စတာယူနိုက်တက်အသင်းဘက်ကကစားမတွေရောင်းထုတ်နိုင်တဲ့အခြေအနေပေါ်မူတည်ပြီးမှရူဘင်အမရိုရဲ့အသုံးစိတ်က တန်းရာချိုထီရနိုင်ပူမျောလင်းထားတယ်လို့ဆိုပါတယ်ဖက်ကွာဒီယိုလာနေနဲ့ဂူဒမာစတက်ဖန်အိုတီကာနဲ့အက်ဒီဆင်တို့နှစ်ယောက်စလုံးဆက်ထင်းထားဖို့ဆုံးဖြတ်လိုက်တယ်အစောပိုင်းတုန်းကပါရီစင်ဂျာမင်ရဲ့အီတလီဂူဒမာဂျန်လူချီတူနာရူမာကိုခေါ်မယ်လို့သတင်းတွေထွက်ခဲ့ပြီးမှဂွာဒီယိုလာကပေချာခဲ့ပြီးအော်တီကာနဲ့အက်ဒီဆင်တို့နှစ်ယောက်စလုံးနောက်ထပ်တရားစီစီဆက်ရှိမယ်လို့ဆိုလိုက်ပါတယ်မန်ချက်စတာစီးတီးကအခုလောလောဆယ်အနေထားရဂျက်ဂရီလစ်ကိုထွက်ခွာခွင့်ပေးမှာပါ ယူကာဆက်ကလည်းတကယ်လို့များအန်တနီဂေါ်ဒန်သာထွက်သွားရင်ဂရီလစ်နဲ့အစားထိုးခြင်းနဲ့အတွက်မာစီတီရဲ့တောင်ပံကစားမကိုအလိုရှိနေတာလည်းဖြစ်တယ်။မန်ချက်စတာစီးတီးအနေနဲ့ဒီယာဒီမာသူတို့ဘက်ကခံစစ်အပြောင်းလဲတွေတောက်လျှောက်လုပ်သွားဖို့ရှိတဲ့အချိန်မှာ ဘယ်နောက်ခံလူ Ryan Adorico Vardan ကခေါ်ပြီးညာနောက်ခံလူအတွက် Newcastle United ရဲ့ Tino Livramento နှစ်ယောက်ကိုပါအဓိကတားမှတ်ထားနေတာဖြစ်တယ် Chelsea သင်ကတော့အခုလောလောဆယ်မှာ Alejandro Garnacho ကိုတောက်လျှောက်ကြိုးပမ်းနေပါတယ်ဒီသမားလေးက United ကထွက်ပို့ပြင်နေတဲ့အချိန် Chelsea ကလည်းစိတ်ဝင်စားလျက်ရှိတယ် Man United ကစားမ Sancho အပြင် Garnacho ကိုပါလိုချင်နေတဲ့အချိန် Garnacho ကိုယ်တိုင်က ဥရောပကိုပြောင်းတာထက်ပရီးမီးယားလိမှာပဲဆက်နေခြင်းနဲ့ဆန္ဒကြောင်းချယ်ဆီအသင်းကိုရွေးချယ်ဖွဲ့ရှိကြောင်းဆိုထားပါတယ်ချက်စီတင်ကအခုလက်ရှိမှာတော့ Sporting Lisbon ရဲ့လူငယ်ကစားမဒါရီယာလိုအဆူကိုကိုခေါ်လိုက်ပါတယ်အသက်16နှစ်ပဲရှိတဲ့ဒီစားမကိုဒါချက်စီကခေါ်ယူခဲ့တယ်ပိုတူဂီလူငယ်ကစားမက Central Midfield Position နဲ့ Defensive Position မှာကစားနိုင်သူဖြစ်ပြီးတော့ပေါင်18တန်းနဲ့ချက်စီကတရားဝင်ခေါ်ယူကြောင်းအတည်ပြုကြေညာခဲ့တာပါ ရိုမန်အဗရာမိုဗစ်လက်ထက်တုန်းက ချက်စီသင်းကိုရောင်းချခဲ့စဉ်ပေါင်2.5ဘီလီယံကိုဗြိတိန်အစိုးရကသူတို့ရဲ့ဗန်ထဲမှာထည့်သွင်းထားစေဖြစ်တယ်။ လက်ရှိအချိန်ထိဒီပတ်စံကဘာမှလုံထားခြင်းမရှိတဲ့အချိန်မှာ UK အစိုးရကဒီပတ်စံကို Chelsea အသင်းရဲ့ bank account ထဲကနေသူတို့ဘက်က Ukraine ပြည်သူတွေအတွက်သုံးဖို့သူတို့ဘက်ကကြိုးပမ်းနေရှိတယ်။လက်ရှိမှာတော့ UK အစိုးရကတရားရုံးထိသွားပြီးတော့ဒီကိစ္စကိုဖြေရှင်းပြတာနဲ့1.5ဘီလီယံကို Ukraine မှာရှိတဲ့ပြည်သူတွေအတွက်အသုံးချဖို့သူတို့ဘက်ကစတင်လှုပ်ရှားမှုတွေပြုလုပ်ထားတယ်လို့ဖော်ပြထားပါတယ်။ Liverpool ရဲ့တောင်ပိုင်းကစားမှာ Cody Gakpo နဲ့ ဲ့တစ်ဖက်ကတော့ Brighton ကမီထူမာရုနှစ်ယောက်စလုံး Bayern ရဲ့ target ဖြစ်နေတယ်။ဒါ Arsenal ကတော့သူ့ကိုရောင်းဖို့အစီအစဉ်မရှိသူ Gabbo ဟာအသင်းအတွက်အရေးပါတဲ့ကစားသမားဖြစ်ပြီး Louis Diaz တာအသင်းကထွက်ခွာသွားပွဲရှိကြောင်းအရေးဝင်ပြောကြားထားပါတယ်။ဘုံမောက်တင်းရဲ့ဘယ်နောက်ခံကစားမဒါ Milos Kakek ကမကြာမီမှာဒီပါဘူးကစားမဖြစ်လာဖို့ရှိတယ်။အသက်22နှစ်ပဲရှိတဲ့ဒီကစားမကိုဘုံမောက်ကတန်း40တိတာဂက်ထားလို့ဒီပါဘူးက Florian Verse အပြောင်းရွှေ့မပြီးသေးတဲ့အတွက်သူတို့ကလည်းဒီပြောင်းရွှေ့ကို delay ဖြစ်နေပေမဲ့မကြာမီအပြီးတက်နိုင်ဖို့ကြိုးပမ်းနေတာပါ။လီဗာပူးအနေနဲ့ Florian Verse ရဲ့အပြောင်းရွှေ့အပြီးတက်နိုင်ဖို့အတွက် Luis Diaz ကို န်း90နဲ့ရောင်းချဖို့ပြင်ဆင်ထားပါတယ် El Nacional ရဲ့ report အရဘာဆိုနာကစိတ်ဝင်စားတဲ့အတွက်ဒီပြောင်းရွှေ့ဖြစ်လာခဲ့ရင်ဒီပြောင်းရွှေ့ကြီးကို လက်ရှိမှာ Florian Vaz တို့အသုံးချသွားမှာဖြစ်ကြောင်းဆိုပါတယ်။ Arsenal ကလည်း Barcelona ဆွေးနွေးနေတဲ့ Thomas Partey ကိုအမြန်ဆုံးတတ်တမ်းထပ်တွန်းနိုင်ဖို့လုပ်နေတယ်။ The Sun ရဲ့ report အရပြီးခဲ့တဲ့ရက်ပိုင်းက Barcelona က Thomas Partey ကိုခေါ်ဖို့ဆွေးနွေးနေဆိုတဲ့တင်နေရှိလို့ Atletico Madrid ကလည်းကြိုးပမ်းနေတဲ့ချိန်မြောက်လန်တဲ့ club က Partey ကိုတတ်တမ်းထပ်တွန်းနိုင်ဖို့ယုံကြည်နေတာပါ။ဒီချိန်ထဲမှာပဲ Arsenal ဟာ ဘရိုင်ယန်အမ်ပူမူကိုရဖို့မသေးချတဲ့အတွက်ဖာရစ်စင်ဂျာမေရဲ့တောင်ပကစားမှာဘာကူလာကိုတွားရောက်ဆက်သွဲစုံစမ်းခဲ့ကြောင်းဖော်ပြလာတယ်။ပြည်သူနာမည်ကြီးလက်ခီသတင်းစာရဲ့ဖော်ပြချက်အရ PSG ကသူ့ကစားမကိုရောင်းဖို့အစီအစဉ်မရှိပေမဲ့ အ ਨੇ ဆုံးတန်ချေကယူရိုတန်း120ကျားရှိကြောင်းတုံ့ပြန်ခဲ့ပါတယ်။အာဆယ်သင်းနဲ့ဘန်ဂျမင်ဆက်ကိုကြားအပြောင်းရွှေ့ဟာတစ်ဆက်စနီးဆက်လာပြီးဖြစ်တယ်။အခုလောလောဆယ်အထိ live set ကပေါင်တန်း90ယူရိုတန်း80အထိတင်းခံထားတဲ့အတွက်နှစ်ဖက်ကြားမှာဆွေးနွေးနေဆဲဖြစ်တယ်။ ဒါပေမဲ့လည်းအခုလောလောဆယ်နေထားရအာစနယ်ကဒီပြောင်းရွှေ့ဖြစ်ဖို့အတွက်အရေးပါတဲ့အချက်လက်တွေကိုဆက်ပြီးဆွေးနွေးနေကြောင်း Sky Germany ကဆိုထားတာပါ Tottenham Hotspur ရဲ့အသင်းကောင်းဆောင် Yu Min Sun ကို Saudi Club တွေကစိတ်ဝင်စားနေရှိတယ်2026ထိစာချုပ်ကျန်တဲ့ဒီစားမောက်ကို Saudi ကပြောင်းရွှေ့ခြင်းမျိုးလာစာတွေနဲ့ကမ်းလှမှုရှိပေမဲ့ Spurs ကတော့သူ့ကိုဆက်ထိန်ထားဖို့ဆန္ဒရှိနေတာပါ Tottenham ဟာပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ တောမတ်ဖရန့်ကိုတွားရောက်ဆွေးနွေးခဲ့ပြီးနီးပြအစ်အတွက်ကြိုးပမ်းမှုဖော်ပြထားလို့ဘရာဖိုကသူတို့နီးပြကိုဆက်ထိန်ထားနိုင်ဖို့ယုံကြည်နေပါတယ်။ထော်တန်ဟော့စပါတင်းကဘိုင်ယန်ရဲ့လူငယ်သားမမတ်တီထဲကိုလည်းအပီးတတ်မတတ်ကိုစဉ်းစားနေစေပါ။ Sky Sport ရဲ့ဖော်ပြချက်ရအသက်20ရွယ်ရှိတဲ့ဒီကစားမလေးကိုစပါအနေနဲ့ပီးတတ်ခေါ်ခြင်းရင်တန်း60လောက်ထိပေးရမှာဖြစ်တဲ့အတွက်တွေ့ဝေလျက်ရှိကြောင်းဆိုထားပါတယ်။ ခရစ်စပယ်ရစ်ကဘိုင်မြူနီအပါဝင် အသင်းတော်မြန်မာဆက်ဝင်စားတဲ့အစည်းကိုတက်တန်းထပ်တိုးမှာပါဒီစားမကိုရောင်းဖို့ဆန္ဒရှိပေဘဲလစ်ဘက်ကအနည်းဆုံးတာချုပ်တိကိစ္စကိုဆွေးနွေးပြီးတော့မှထောက်ခွာခွင့်ပေးမှာမဟုတ်ဘူးလို့ဆိုတယ်ဒီသားမကိုထော်တန်ဟော့စပါချယ်လ်စီနဲ့ဘိုင်မြူနစ်အသင်းတွေကလိုချင်ပြီးတော့ပယ်လစ်ကပြီးခဲ့တဲ့နေရာတည်တုန်းက ပေါင်း65တန်ယူကြီးငွေသတ်မှတ်ထားတာဖြစ်တယ်။ Brighton ကလည်းအသင်းတိုင်းစိတ်ဝင်စားတဲ့သူရဲ့တိုက်စီမှုကြောင့်ဖတ်ထူကိုပြောင်းရွှေ့ချင်းသတ်မှတ်လိုက်ပါတယ်။ Brazil တိုက်စီမှုကိုလိုချင်ရင်ပေါင်း80အထိပေးရမယ်ဆိုပြီးဖော်ပြထားပြီးတော့ Brighton ဘက်ကပြောင်းရွှေ့ချင်းသတ်မှတ်ထားတာပါ။ United America Amy Martinez ကအနာကဘာမှမသိကြတဲ့အချိန်သူဘက်ကဂိုးသမားအသစ်အတွက်အသေးအတိုင်းကြိုးပမ်းနေစေပါ။ Liverpool ဂိုးသမားကိုခေါ်ဖို့ လတ်လုခဲ့ပြီးတဲ့နောက်အခုပြင်သစ်လီယာရဲ့ကာဗလီယာကိုတောက်လျှောက်ကြိုးပမ်းနေပြီးတော့အခြားဂိုးသမားတွေကိုလည်းတောက်လျှောက်စောင့်ကြည့်နေပါတယ်ဒါရိကဆေဝစာဆရာနောက်ဆုံးရအားသာတဲ့ပါအားလုံးချီးတွေ့ပါတယ်